အောင်ရှမ်းပြည်နယ်ဖဲကုန်းအရှိချမ်းမှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာပြည်သူတယောက်သေဆုံးသွားတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုပါတဲ့နေ့စဉ်တဒန်းထူးတဒန်းကောက်တွေကိုတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထား people တောင်းဆိုရှင်ပါလေ။ရှမ်းပြည်နယ်ဖဲကုန်းအရှိချမ်းမှာရှိတဲ့ကျေးရွာတွေကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာပြည်သူတယောက်သေဆုံးသွားတယ်။ တောက်စကိုင်းတိုင်းအင်းတော်မြို့နယ်ဟန်ဒရွာဟန်နရွာစာတင်ကျောင်းကို အကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာပြည်သူနှစ်ယောက်သေဆုံးတယ်အင်းတော်မြို့နယ်ဟန်ဒရွာစာတင်ကျောင်းကိုစာတင်ကျောင်းကိုဘုံကျဲတာနော်စာတင်ကျောင်းကိုဘုံကျဲတာနောက်မန္တလေးတိုင်းမိုးကုံမြို့နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်စုံမြို့တို့ကိုစစ်တပ်က လေရင်နဲ့ဘုံကျဲတာနေရင်နေပျက်စီးသွားတယ်မိုးကုတ်နဲ့နောင်ချိုကိုဘုံကျဲတာနေရင်နေပျက်စီးသွားတယ်စကိုင်းတိုင်းချောင်းမြို့နယ်မှန်ချိုရွာကိုစစ်တပ်ကဘာတိုက်ပွဲမှာဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတာအမျိုးသမီး2ဦးသေဆုံးပြီးတော့ပြည်သူ6ယောက်ထိခိုက်ဒဏ်ရာရတယ်ဒါချောင်းမြို့နယ်မှန်ချိုရွာကိုဘုံကျဲတာနောက်ချောင်းမြို့နယ်ငလုံးတင်ရွာကိုပဲစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကိုရင်တပားအပောင်ဝင်ပြည်သူ6ယောက်သေဆုံးတယ် ဟော၆မြို့နဲ့ငလုံးတင်ရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်တာကိုရင်တပားအပါဝင်ပြည်သူ၆ယောက်သေဆုံးတယ်နောက်တစ်ခုကရှမ်းပြည်နယ်မြောက်ပိုင်းမန်တုံမိုင်းကောင်းနဲ့နောင်ချိုကိုစစ်တပ်ကလေရင်နေနဲ့စက်တိုက်ဘုံကျဲတဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်ပြည်သူတယောက်သေဆုံးပြီးတော့၅ယောက်ထိခိုက်ဒဏ်ရာရတယ်နောက်ရခိုင်ပြည်နယ်မှာတော့ရသက်တောင်ကြောက်ဖြူ၃ရက်အတွင်း စစ်တပ်ကလေရင်နဲ့ဘုံကျဲမှုကြောင့်ပြည်သူ20အသိဆုံးတယ်နော်3ရက်အတွင်းဘုံကျဲတာ3ရက်အတွင်းနော်ဒဏ်ရာရသူက14ယောက်ရှိတယ်ဗျာနော်သိဆုံးတဲ့သူက3ရက်အတွင်းဘုံကျဲတာ23ယောက်ဒဏ်ရာရတဲ့သူက38ယောက်ရှိတယ်နော်သိဆုံးတဲ့သူကရခိုင်ပြည်နယ်ကို 3ရက်အတွင်းဘုံကျဲတာတေဆုံးတဲ့သူက23ယောက်ဒဏ်ရာရတဲ့သူက38ယောက်ရှိတယ်နောက်အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲမှုကြောင့်မေလ1ရက်နေ့ကနေ15ရက်နှစ်ပတ်အတွင်း15ရက်အတွင်းမှာကိုပြည်သူဘလောက်သိတယ်ထင်တယ်126ဦးသိတယ် ဒဏ်ရာရတဲ့သူက330တောင်ရှိတယ်ဗျာ15ရက်အတွင်ဘုံကျဲတာတော့မေလ1ရက်နေ့ကနေမေလ15ရက်နေ့ထိ15ရက်အတွင်ဘုံကျဲတာကိုပြည်သူ126ဦးသေတယ်ကဲဒါလူမျိုးတုတ်သက်ဖြတ်မှုပဲအဲ့ဒီလိုသာဘုံကျဲပြီးအဲ့ဒီလိုသာပြည်သူတွေသေနေမယ်ဆိုရင် မကြဘူးမြန်မာနိုင်ငံကလူမျိုးတုံးမှာပဲလူမျိုးတုံးမှာဒါလူမျိုးတုံးသက်ဖြတ်မှုပဲเนาะ မေလာတရနေ့ကနေမေလာ15ရက်နေ့အထိ15ရက်အတွင်းအကြမ်းဖက်စစ်တပ်ကလေကြောင်းကတွင်ဘုံကျဲတဲ့အတွက်ကြောင့်ပြည်သူ126ဦးသေဆုံးပြီးတော့330ထိခိုက်ဒဏ်ရာရတယ်။နောက်စစ်တပ်ကနှစ်နှစ်အတွင်းဘုံကျဲတိုက်ခိုက်မှုကြောင့်နှစ်နှစ်အတွင်း2023ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကနေ2025ခုနှစ် မေလ12ရက်နေ့အထိနှစ်နှစ်အတွင်းဘုံကျဲမှုကြောင့်ပြည်သူပေါင်း3000ကျော်တည်ဆုံနေဟောအဲ့ဒီ3000ကျော်တည်ဆုံတဲ့ဒဲမှာအသက်18နှစ်အောက်ခလေးတန်ငယ်450နီးပါးပါဝင်တယ်ဗျာနှစ်နှစ်အတွင်းဘုံကျဲတာကို3000ကျော်တောင်တည်တယ်လူမျိုးတုံးတက်ဖြတ်မှုပဲအသက်18နှစ်အောက်ခလေးတန်ငယ်က450နီးပါးရှိတယ်ဗျာ နောက်တစ်ခုကပြီးခဲ့တဲ့မေလ15ရက်နေ့မနက်ပိုင်းကအေယာဝတီတိုင်းပသိမ်မြို့ပညာရေးရုံးမှာနော်ပညာရေးရုံးမှာစစ်ကောင်စီ အဖွဲ့ဝင်မန်းငိမ့်မောင်ကဗာပြောတယ်လဲဆိုတော့မဖြစ်မနေအေယာဝတီတိုင်းကိုကြောင်းဖွဲ့ရမယ်အေယာဝတီတိုင်းမှာကြောင်းနေအလုံးဖွဲ့ရမယ်ဟောအခုအေယာဝတီတိုင်းမှာရခိုင်နဲ့စစ်ကောင်စီတဲ့ ိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတယ်เนาะမပူတော်တို့ရေကြီးတို့တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတယ်ဗျာအဲ့ဒါကိုစစ်တပ်ကမဖြစ်မနေစာတင်ကြောင်းတွေဖြစ်ရဖွင့်ရမယ်တဲ့เนาะမန်းငိမ့်မောက်ကဖိအားပေးတယ်တဲ့အေယာဝတိုင်းမှာစာတင်ကြောင်းတွေအကုန်လုံးဖွင့်ရမယ်ပေါ့เนาะမဖြစ်မနေဖွင့်ရမယ်အခု စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဂျားကာလာပညာရေးကျောင်းတွေပိတ်ထားရတယ်ဟောအညာဒေသကဂျားကာလာပညာရေးကျောင်းတွေပိတ်ထားတယ်အဲ့ဒါအမှန်ပဲအမှန်အဲ့လိုဖြစ်နေရမှာနော်အဲ့ဒါအမှန်ပဲပေါ့တို့ဗီယက်နမ်မှာအမေရိကန်နဲ့စစ်ပွဲအကြီးကျယ်ဖြစ်တဲ့ဗီယက်နမ်နေအသက်ရှင်အောင်ဘယ်လိုနေခဲ့လဲ မြေအောက်မှာပုံးခိုကျွင်းတူပြီးတော့ BNN နေအသက်ရှည်ခဲ့ကြတယ်အသက်ရှင်ခဲ့ကြတယ်ပေါ့နော်အသက်ရှင်ဖို့ပဲဗရဏတို့တို့ထားတာနော်ကစီးပွားရေးတွေအစဉ်ပေဖို့ပညာရေးတွေအစဉ်ပြအဲ့ဒါတွေဗရဏမထားဘူးအခုကစစ်ပွဲကာလလေးစစ်ပွဲကာလကိုဘာသာသင်ကျောင်းတွေဖွင့်နေမှာလဲဟုတ်တယ်နော်စစ်ပွဲကာလကိုဘာသာစင်ကြောင်းနေဖွင့်နေပါလေအဲ့ဒါကြီးလဲဖို့ဖို့မပြောချင်ဘူးဒါတွေကလေမပြောချင်ဘူး ပြောရင်အချင်းချင်းဟိုဝေဘန်နဲ့ဖြစ်မှာဆိုလို့နော်ပြောရင်အချင်းချင်းဝေဘန်နဲ့ဖြစ်မှာဆိုလို့အမှန်တော့မပြောကျင်သေးဘူးအခုချိန်မပြောကျင်သေးဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါတွေကဟိုမပြောမပြီးမပြီးမမီဆိုပဲမပြောလို့လည်းမရအောင်ဒါပေမဲ့ပြောလည်းမပြောကျင်ဘူးအဲ့ဒါတွေကလေတကယ်တော့အခုလိုစစ်ပွဲကာလမှာအညာဒေသတွေမှာဘာလို့စာရင်ကြောင်းတွေဖွင့်လဲဟမ် ဒီပညာရင်းနဲ့လူအသက်ဘယ်ကအရေးကြီးတယ်လဲဟွန်းပညာရင်းနဲ့လူအသက်ဘယ်ကအရေးကြီးလဲလူဟာမသေးသေးဘူးဆိုရင်ကြိုက်တာလုပ်လို့ရတယ်ပညာရေးဆိုတာကအခုလိုစစ်ပွဲအတွင်းမှာမဖွင့်သင့်ဘူးပညာမတက်လို့တော့မရဘူးမှန်တယ်ပညာမတက်ရင်ဒီကလေးတွေရဲ့အနာဂတ်ကိုပိုဆိုးကုန်မှာမှန်တယ်ဒါကလူအခွင့်အရေးနဲ့ပဲကြီးကြီးနော် ပညာရင်းနဲ့ပဲကြည်ကြည်ခလေးတွေပညာကိုသင်ကိုသင်ရမယ်ပြင်သင်ကိုသင်ရမယ်ဒါပေမဲ့စစ်ပွဲကာလကြီးမှာဒီခလေးတွေကိုအတင်းအဓမ္မပညာသင်ခိုင်းတာတီးသေတွင်းထဲကိုပို့တာနဲ့အတူတူပဲအသက်ကိုညံဆောက်တဲ့နော်အသက်ကိုညံဆောက်တဲ့စစ်တပ်ကအခုဆိုရင်ဇာစင်ကျောင်းတွေကိုဘုံကျဲတယ်စေယုတ်စေကန်တွေကိုဘုံကျဲတယ်ဖုန်ကြီးကျောင်းတွေကိုဘုံကျဲတယ်ဘာသာရေးဆောက်ဦးတွေကိုဘုံကျဲတယ်စစ်ပေးလျှောက်စကန်တွေကိုဘုံကျဲတယ်ဟမ်အဲ့ဒါတွေကို ကလေးတွေကိုစာတင်ကြောင်းနဲ့စာတင်ကြောင်းပါစာတင်ခိုင်းတယ်စစ်ကောင်စီကဒီစာတင်ကြောင်းတွေကိုဘုံကျဲပါတယ်ဆိုမှဟင်စစ်ကောင်စီကဒီစာတင်ကြောင်းကိုဘုံကျဲပါတယ်ဆိုမှအဲ့ဒီစာတင်ကြောင်းကြီးမှစာတင်ခိုင်းမှာတော့ကလေးတွေကိုသေတွင်းနဲ့ပို့တာနဲ့အတူတူပဲပေါ့နော်ကဘာမှာစစ်ပစ်ခဲ့တဲ့နိုင်ငံတွေအများကြီးပဲနော်ကဘာမှာစစ်ပစ်ခဲ့တဲ့နိုင်ငံတွေအများကြီးပဲဘယ်နိုင်ငံမှအခုလိုစစ်ပွဲအတွင်းမှာဟုတ်လားပညာရေးတွေကိုအကြီးအကျယ်လုပ်ပြီးတော့သင်ခိုင်းတာတခုမှမရှိဘူး ဒီကကသူတို့ဘာကြောင့်ဒီကလေးတွေကိုအတင်းအာဓမပညာတွေသင်ခိုင်းရတယ်ဆိုတော့ဖို့ဖို့ပူပွေလေးလေးပြောမယ်မကြိုက်လည်းမတက်နိုင်အယုကြီးကသူတို့လူရဝင်အောင်လို့ဒီမှာတက်လာငါတို့ပညာရေးဝင်ကြီးဌာနကအလုံးလုံးနေတယ်အဲ့တော့ငါတို့ကိုအတိမတ်ပြုပါဆိုရင်နိုင်ငံတကာမှာဗျာသူတို့လူရဝင်ဖို့အတွက်ဖို့ဖို့တို့ခလေးတွေရဲ့အသက်ကိုဇတိနေကြတာနော်သူတို့အလုံးလုံးနေတယ်ဆိုတာပြဖို့အတွက် နော်နိုင်ငံတကာမှာငါတို့ UNG ကိုအတိအမှတ်ပြုပါငါတို့မှာကြောင်းသားဥယျာဉ်ဘလောက်ရှိတယ်ငါတို့ရဲ့ပညာရေးဝန်ကြီးဌာနကြီးကဘလို့အလုံးလုံးနေတာဘလို့လဲပတ်နေတာငါတို့အောက်မှာစာသင်တဲ့ကျောင်းသားတွေငါတို့အောက်မှာတာဝန်ထမ်းဆောင်တဲ့ဆရာဆရာမတွေဘလောက်တောင်ရှိတယ်လဲဆိုတာကြီးကိုပြပြီးတော့အတိအမှတ်ပြုမှုခံကျင်လို့ဒီလောက်အန်နေများတဲ့ပညာရေးကိုသူတို့လုပ်နေတာနော် အဲတို့တို့နိုင်ငံတကာမှာလူရဝင်ကျင်လို့တို့နိုင်ငံတကာမှာအသိမှတ်ပြုတာခံကျင်လို့ဒီဒီကြောင်းတွေကိုမရမက အတင်းအဓမ္မရှောက်လုံနေကြတာအခုခလေးတွေသေးတယ်တို့ဘာတောင်ဝင်ယူပေးလဲဟမ်မင်းအောင်လိုက်ဘုံကျဲနေတာကိုဖဖို့မပြောဘူးဒီကောင်ကအကြမ်းဖက်လူသိရှိတဲ့ကောင်မဟုတ်ဘုံကျဲတာဒါတော့ကျဲမှာပဲဒါမဲ့ကို့မှာဘုံမကျဲခင်တဲ့ကကာကွယ်လို့ရတဲ့နီးလန်းနေရှိတယ်လေ ဘုံမကျဲခင်တည်းကကာကွယ်လို့ရတဲ့နီလန်းတွေကဖုံးဖုံးပြောပြမယ်နံပါတ်1စာသင်ကျောင်းတွေမှာစာမသင်ခိုင်းတဲ့စေယုံစေကန်းတွေမှာစာမသင်ခိုင်းတဲ့ဖုံးကြီးကျောင်းတွေမှာစာမသင်ခိုင်းတဲ့စေဘေးဆောင်စကန်းတွေမှာစာမသင်ခိုင်းတဲ့အဲ့လိုစစ်တပ်ကဒီနေရာတွေကိုရည်ရွယ်ချက်ရှိနေဘုံကျဲနေတာလေဟမ်အဲ့တော့ကိုကိုလူရဝင်ဖို့ကိုနိုင်ငံတကာမှာအသိမှတ်ပြုခံရဖို့အတွက် ဒီကလေးတွေကိုချနှင်းပြီးတော့သိရမလားအဲ့လိုကြီးပြောရတာလည်းမပြောချင်တကယ်တော့လေကလေးတွေကိုချနှင်းတယ်လို့မပြောလည်းမပြောချင်ဘူးအဲ့ဒါတွေကလေအမှန်ဆိုရင်တို့ဝင်ကြီးဌာနကြီးအလုံးလုံးနေတယ်ဆိုတာနိုင်ငံတကာကိုပြဖို့เนาะอืมနိုင်ငံတကာကိုပြဖို့တို့လူရဝင်ခြင်းတို့တို့အတိမတ်ပြုခံခြင်းတို့ဒီကလေးတွေကိုအတုံးချတာဗျာရှင်းရှင်းပြောရရင်သိလက်မလားဒီကလေးတွေကိုအတုံးချတာ ဟိုတကယ်တော့ဒီကလေးတွေကနိုင်ငံရေးသမားတွေရဲ့အတုံးချခံပဲတဲ့လားဟိုမပြောမပြီးမတီးမပြီးပြောရတော့ပါဒီကလေးတွေကနိုင်ငံရေးသမားတွေရဲ့တကယ်တော့အတုံးချခံနေပဲဒီလိုချိန်မှာဘာပညာသင်စရာလိုလဲဗျာဟုတ်တယ်မလားဒီချိန်မှာဘာသင်ဒီလောက်စစ်ပြစ်နေတာကြီးကိုပညာတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်နဲ့ဒါသေပေါင်းများပြီနော်အခုမှပထမဆုံးတစ်ခါသေတယ်ဆိုဖမို့မပြောဘူးဗျာ အခုကတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်သုံးခါလည်းမဟုတ်နဲ့သေပေါင်းများပဲတစ်ခါလာလည်းစာသင်ကျောင်းဘုံရဲခံတစ်ခါလာလည်းစာသင်ကျောင်းဘုံရဲခံဘာဖြစ်လို့စာသင်ခိုင်းတာလဲဒီကလေးတွေကိုစာသင်ကျောင်းမှာဘိုးဘပြောတာစာမသင်ရဘူးလို့မပြောဘူးတော့ဘိုးဘဘကစာမသင်ရဘူးလို့မပြောသင်ရင်တခြားနေရာမှာသင်အညာရီသားတွေမှာတစ်ပင်နေရှိတယ်တစ်ပင်အောက်တွေမှာသင်နော်တခြားနေရာတွေမှာသင်ဘာ ပညာရေးဝန်ကြီးဌာနဘာကြောက်ဟိုဘာကြောက်ညာကြောက်အဲ့လောက်ကြီး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 မလုံးတင်ဘူးလေတင်ကျင်တယ်နော်တင်ကျင်တပိတ်အောက်တွေမှာတင်ပြီးရင်ပုံခုကျွင်းတူဒါရီကဒီလောက်ဘုံကျဲခံရမှန်တိတိနဲ့ကလေးတွေ ਉਹ ဗျာတကယ်တကယ်တေသွားတော့တို့တို့သားသမီးမပါဘူးတို့တို့ဆွေမျိုးမပါဘူးကဲ ပေသွားပြန်ပြီဆိုရင် profile အမဲရောင်လေးချိန်လိုက်ဒါသူတို့တာဝန်ကျေပြီချင်းရယ်ဟမ်ပေသွားပါပြီဆိုကုလသမဂ္ဂပါတက်ပြောတယ်အသေးသွားပြန်ပြီဆိုစာလေးထုတ်ပြတယ်အသေးသွားပါပြီဆိုရင်အနိုင်ငံတကာဓာတွေကိုအေးအေးယူပေးဖို့ဟမ်နိုင်ငံတကာကတ်ကွက်ချုပ်ချဖို့ဘာလို့မှလဲအဲ့ဒါကသေးသွားမှနိုင်ငံတကာကချုပ်ချတာတို့ကုလသမဂ္ဂကိုတင်ပြတာတို့ပရိုဖိုင်အမဲရောင်ချိန်တာတို့စာထုတ်တာတို့ဒါဘာလို့မှလဲသေးသွားမှသေးသွားမှအဲ့ဒါတွေက ဟိုသေးတဲ့သူကသေသွားပြီဒီစာထုတ်တာတွေရှုပ်ချတာတွေကုလသမဂ္ဂတင်ပြတာတွေကဘာလို့မလဲစိုးရီကကွယ်လို့ရတယ်ဒီနော်ဖဖို့ပြောတယ်ခဏခဏကကွယ်လို့ရတယ်ဘလို့ကကွယ်မလဲကလေးတွေကိုစာတင်ကြောင်းမှာစာမတင်ခိုင်းနေတခြားနေရာမှာစာတင်ခိုင်းတစ်ပင်အောက်တွေမှာတင်ခိုင်းရတယ်နောက်တစ်ခုကအဲ့လိုစာတင်တာတော့เนาะ ဥပဒေတရအနေနဲ့ပုံခုကျွင်းမဖြစ်မနေတွေ့ရမယ်။ဟောစာတင်ကျောင်းရှိရင်ပုံခုကျွင်းရှိရမယ်။စာတင်ကျောင်းမှာလည်းစာမတင်ခိုင်းတဲ့တစ်ပေအောက်မှာစာတင်ခိုင်းနော်တစ်ပေအောက်မှာစာတင်ခိုင်းစာတင်ခိုင်းပြီးတော့ပုံခုကျွင်းရှိရမယ်။ပုံခုကျွင်းရှိမှစာတင်ရမယ်။ပုံခုကျွင်းမရှိဘဲနဲ့စာတင်ဥပဒေရအရေးကြီးမယ်။အမိတ်ထုတ်လိုက်လေ။အမိတ်ထုတ်လိုက်နော်။နံပါတ်1 စာတင်ရမယ်ဒါပေမဲ့စာတင်ကြောင်းမှာမဖြစ်ရအောင်အေးအဲ့လိုစာတင်တဲ့အခါမှာလည်းပဲပုံခုကျွေးအစင်သိရှိရမယ်ပုံခုကျွေးမရှိဘဲနဲ့စာတင်ကြောင်းလုံးဝမဖွင့်ရစာမတင်ရဟာဒါအမိတ်ပဲအဲ့လိုကြိုတင်ပြင်ဆင်လို့ရတယ်လीဗျာကြိုတင်ကာကွယ်လို့ရတယ်လीဗျာဟာတခါလာလဲဒီစာတင်ကြောင်းကြီးဘုံကျဲသွားပြီတခါလာလဲစာတင်ကြောင်း မင်းအောင်လိုက်ကနောက်ထပ်လည်းဘုံကျဲဦးမှာပဲအခုဒီကနေ့ဖုံဖုံဖတ်ပြတဲ့အထဲမှာကိုစာတင်ကြောင်းတွေဘုံကျဲတာအများကြီးပဲနောက်နေလည်းထပ်ဘုံကျဲဦးမှာပဲနောက်နေလည်းထပ်ဘုံကျဲဦးမှာပဲမင်းအောင်လိုက်ကသူမပြောမချင်းရတော့စာတင်ကြောင်းနဲ့ဘုံကျဲမှာပဲစေးရုံလည်းဘုံကျဲမှာပဲစေးကန်လည်းဘုံကျဲမှာပဲဖုံကြီးကြောင်းလည်းဘုံကျဲမှာပဲစေးဘေးလျှောက်စကန်လည်းဘုံကျဲမှာပဲဘာသာရေးအဆောက်အဦးလည်းဘုံကျဲမှာပဲဘုံကျဲတာကအဲ့ဒါသူ့အလုပ် ။သူကတော့နေ့စဉ်နေ့တိုင်းဘုံကျဲနေဟုံးပါပဲ။ကာကွယ်ရမှာကကို့အလုပ်။အဲ့ဒါကိုဖြစ်သွားမှအာဘာဖြစ်တယ်ညာဖြစ်တယ်စာတွေထုတ်စတတ်တတ်မိတယ်။အလကားအဲ့ဒါတွေကအတိတ်ပဲမရှိတာ။ဖြစ်သွားမှစာထုတ်တာတော့လူလိုက်ထုတ်တတ်တယ်လေဗျာ။မဖြစ်ခင်နဲ့ကကြိုတင်ကာကွယ်ပါ။မဖြစ်ခင်နဲ့ကကြိုတင်ပြစ်စစ်ပါ။ဘလို့ကာကွယ်မလဲဘလို့ပြစ်စစ်မလဲ။စာတင်ကြောင်းတွေမှာစာမတင်တဲ့ ဆေးရုံဆေးကန်းတွေမှာစာမတင်တဲ့ဖုန်းကြီးကျောင်းတွေမှာစာမတင်တဲ့ဘာသာရေးအဆောက်အဦတွေမှာစာမတင်တဲ့တစ်ပင်အောက်တွေစာတင်ကြောင်းမဟုတ်တော့တခြားတခြားသောနေရာတွေမှာစာတင်ပြီးတော့စာတင်တဲ့နေရာတိုင်းနေရာတိုင်းမှာပုံခုကျွေးမဖြစ်မနေရှိရမယ်ပုံခုကျွေးမရှိဘဲနဲ့စာမတင်ရပုံမခုကျွေးမနဲ့ပုံခုကျွေးမရှိဘဲနဲ့စာတင်ခဲ့ရင် အဲ့ဒီစာသင်ခိုင်းတဲ့သူကိုဥပဒေရအေးယူပါမယ်လို့အမိန့်ထုတ်လိုက်။နော်အမိန့်ထုတ်လိုက်။အဲ့ဒါကြိုတင်ကာကွယ်မှုအဲ့ဒါကြိုတင်ပြစ်စင်မှုပဲ။ဒါကြောင့်စာသင်လို့ရှိရင်လည်းပဲစာသင်ကျောင်းမှာမသိရဘူး။နော်ပြီးတော့ပုံကိုကျင်းဘေးနားမှာအစင်သိရှိရမယ်။အဲ့ဒီအချက်တွေမှမရှိရင်အဲ့ဒီအချက်တွေကိုမှမလိုက်နိုင်ဥပဒေရရေးယူပါမယ်ဆိုပြီးတော့အမိန့်ထုတ်လိုက်ဗျာ ဒါကကြိုတင်ပြင်ဆင်မှုကြိုတင်ကာကွယ်မှုပဲဟုတ်တယ်နော်အခုတော့အဲ့လိုကြိုတင်ပြင်ဆင်မှုကြိုတင်ကာကွယ်ဥပဒေပဲတဲ့အသေးပြန်ပြီသေးပြန်ပြီသေးပြန်ပြီအဲ့ဒါကြီးကမဟုတ်တော့ဘူးလေဒါကြီးကအကြမ်းဖက်စစ်ကောင်စီရဲ့အပြစ်မဟုတ်တော့ဘူးနိုင်ငံရေးသမားတွေရဲ့အပြစ်ဖြစ်သွားပြီဟိုကောင်ကတော့ဘုံကျဲနေမှာပဲလူစကားနားလဲမှာမဟုတ်ဘူး ို့ဘက်ကကြိုးတွေပြစ်စစ်မှုကြိုးတွေကောက်ွယ်မှုတွေလုံးလို့ရပါရဲ့တာနဲ့ပေါ့ပေါ့နေပေါ့ပေါ့စားတေသွားရင်စာလေးထုတ်လိုက်ရတာပဲဆိုတာအဲ့ဒါကြီးကအဆင်မပြေဘူးပေါ့